ားလုံးပဲမင်္ဂလာပါခင်ဗျာ88ကိုဖြတ်တန်းခြင်းစာအုပ်ရဲ့အနောက်ဆုံးပိုင်းလေးမှာဘဘဟန်တာဝီဥဝင်တင်ရေးထားတဲ့နိုင်ငံရေးအလွန်ဆောင်ပါနေဆရာဆဆာနေဘူးရေးထားတဲ့ဒေါ်နေရာကြီးမှာဆောင်ပါကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ88ကိုဖြတ်တန်းခြင်းစာအုပ်ထဲမှာဘဘဟန်တာဝီဥဝင်တင်ရေးထားတဲ့နိုင်ငံရေးအလွန်ဆောင်ပါကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံရေးအလွန် ကိုတော်ကထောင်ထဲမှာဆုံးခဲ့တာနှစ်ပေါင်း20ကျော်သွားပြီ။နေတဲ့နှစ်ကာလတွေမဟုတ်ဘူး။မိษွေတွေရေပေါ်တွေမိဟောင်းစီဟောင်းတွေကျုပ်ပါဝင်ကတော့ဒီနေ့အထိမမေ့သေးဘူး။သူ့ရဲ့ရှင်ရှောင်းဝေးတဲ့စကားတွေရှင်ထဲမှာရာကြီးကြီးဟီတီတီဖြစ်တဲ့ကလေးတီတီဖြစ်အောင်လုပ်တဲ့သူ့ရဲ့ပြန်လုံတွေဟာမနေ့ကပြောခဲ့တဲ့စကားတွေအရှုံးပြတ်တွေလို့ကိုထင်နေမိကြတော့မှာပဲ။ ကိုတော့ကကြုံအိမ်မကြမကြရောက်လို့ရှိရဲ့အပေါင်းတွေတင်းတွေနဲ့ပေါ့အရှောက်ကျကျနဲ့အမြဲလွလွရောက်လာတတကတော့ွယ်လွန်သူဘုံမူမောင်ထူနေပါပဲမောင်ထူကလည်းဟာတာတမအပြောကောင်းရွှန်ကောင်းပြကိုတော့ကနဲ့ကျွန်တော်စုံနိုင် စာကြောင်းပေကြောင်းမိကြောင်းဆွေကြောင်း သူကြောင်းကကြောင်းပါပဲနိုင်ငံရေးအကြောင်းရဲ့လို့တော့ထီထီရိုက်ရိုက်ကလေးပြောကြတယ်ရဲ့လို့တော့မရှိလာပါဘူးဒါပေမဲ့ ူနဲ့ကြုတ်တေချာကြမ်းကြဆွေချနေကြတဲ့အချိန်ကာလကအမဝိပတိကာလကြီးအပေဝိပတိကာလကြီးလေးဗျာဒီတော့မကြောမနာတာမတရားမှုတရင်စုတွေဖြစ်ရဆိုတွေလောရဆိုတွေကိစ္စမျိုးကိုတော့ပြောဆိုမိခဲ့ကြတာပေါ့ကျုပ်တို့စကားဝိုင်းကနိုင်ငံရေးစကားဝိုင်းမဟုတ်ဘူးလို့ဆိုနိုင်တယ်နိုင်ငံရေးဝါဟာရမပါတဲ့မတရားမှုစန့်ကျင်ရေးစကားတွေပြောတဲ့စကားဝိုင်းလို့ပြောနိုင်တာပေါ့ 1988ခုနှစ်ဩဂတ်လ9ရက်မှာကျောက်သွေးရောက်သွားတယ်။ပြည်သူဒီမိုကရေစီရေတော်ဝန်ကြီးရဲ့အလွန်နောက်တရက်ပေါ့။အဲဒီနေ့ကတော့ကျောက်သွေးရဲ့စကားဝိုင်းကရေးစရာမောစရာမပါတဲ့နိုင်ငံရေးစကားဝိုင်းပါပဲ။အဲဒီစကားဝိုင်းကအဲဒီချိန်ကတပါတီအာနာရှင်မဆာလာအစိုးရရဲ့နှိတ်ကုံမှုကြီးဖြိုခွဲမှုကြီးလူတပ်ပွဲကြီးကိုရှောင်ချတာ။ စန့်ကျင်လာတာစီတာတွေကိုပဲပြောခဲ့တဲ့စကားဝိုင်းဖြစ်နေတာကိုအဲဒီစကားဝိုင်းမှာကျုပ်တို့သဘောတူတာကအဲဒီနေ့မတိုင်ခင်တရက်ကမဆာလာပါတီအာနာရှင်ဆိုရာကျူလွန်ခဲ့တဲ့လူသက်ပွဲကြီးဖြစ်နေမှုကြီးနှိတ်ကုံးမှုကြီးကိုရက်ဆိုင်ရုပ်သိမ်းဖို့ပြည်သူလူထုတောင်းဆိုနေတဲ့ဒီမိုကရေစီအခွင့်အရေးကိုလိုက်လျော်ပေးဖို့တောင်းတာပဲဖြစ်ပါတယ်။ကြီးညာချက်ထုတ်လိုက်နိုင်ပါတယ်။ အဲ့ဒီတောင်ဆိုချက်ကျင်ညာစာတဲ့ဟာစာရေးဆရာတွေသတင်းစာဆရာတွေကြပြဆရာတွေအနုပညာရှင်တွေရဲ့သဘောထားထုတ်ဖော်ချက်ပဲဖြစ်ပါတယ်ကျင်ညာစာတဲ့မှာ ထိတ်ဆုံးကလက်မှတ်ထိုးဖို့မောင်တော်ကားကကျုပ်ကိုတိုက်တွန်းခဲ့တယ်မောင်တော်ကားကကျုပ်လက်မှတ်ထိုးပါလို့တိုက်တွန်းတယ်ကျုပ်ကခမားကကြပြဆရာစာရေးဆရာကြော်ကြားတဲ့လူ လူတီပုံများတဲ့သူ စာပေဩစာတကူကြည့်ရသူဒါကြောင့်ခမားပဲထိုးပါလို့ပြောလိုက်တယ်။နောက်ဆုံးသူသဘောတူတယ်။နောက်ပိုင်းကျုပ်တို့စာပေစာနယ်စဉ်တမကဖွဲ့ကြတယ်။သမဂ္ဂမှာကုသောကဥက္ကဋ္ဌဖြစ်လာတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့တော်ကုသောကတို့မောင်မိုးသူတို့ဖွဲ့ချုပ်ထဲဝင်သွားတယ်။ပြစ်မှန်တိုင်းပြောရရင် သူတို့ဆွဲခေါ်လို့ချုပ်ဖွဲ့ချုပ်ထဲရောက်ခဲ့ရတာဗျာ။ဒီနေ့ဒီချိန်မှာ ကိုတော်ကရှိရင်တကယ်အရေးရောက်မဲ့ခေါင်းဆောင်ဖြစ်နေမှာသိချတယ်။ခေါင်းဆောင်လာမဟုတ်ဘူး။တကယ်အရေးရောက်တဲ့အင်အားဖြစ်လာမှာဗျာ။ကိုတော်ကကိုလွမ်းနေဗျာ။သူ့ဟာတာတွေအရှင်တွေသူစာတွေကြပြားတွေကိုသာလွမ်းတာမဟုတ်ပါဘူး။သူ့နိုင်ငံရေးကိုလွမ်းတာဗျာ။နိုင်ငံရေးအလွမ်းဆိုပါတော့ဗျာ။ဟန်တာရီဦးဝင်းတင်အမှတ်၄ခုနှစ်ရဲ့စွန်2012 တမ်းမြန်မာ independence news channel မှာ88ကိုပြတန်းချင်းစာအုပ်ထဲမှာဆရာစန်းစာနေဘူးရေးထားတဲ့ဒေါ်နေဟာကြီးမှာစောင်းမကိုဖတ်ပြပေးပါမယ်ခင်ဗျာဒေါ်နေဟာကြီးမှာဒေါ်နေဟာကြီးမှာဒီလိုသက်သေရှိတဲ့ចောင်းသားတွေအတော်ရှာတယ်လို့ပြောလာသူသည်နှိခမ်းမစီပွားရေးတဆယ်ကကြီးနှင့်ထိမ့်သိမ်းခံထားရသောဦးတော်ဂျန်ဝါလာဖြစ်သည်တတိုက်ချင်း အင်စလန်ဘာသာဝင်များဖြစ်သည့်အပါဦးတင်မြင့်ကိုမြအီမြေနီကုန်းမကျောင်းသားမောင်စောဝင်းနှင့်ရိုဟင်ဂျာအဘူခရန်တို့သည်နိုင်ငံရေးနှင့်ဆက်နွယ်သောသူများဟုတဆယ်ကကြီအကျဉ်းသားများကအမှတ်ယူထားသည်ထောင်တွင်ဝင်လိုက်ထွက်လိုက်ဖြစ်နေသောဒေါ်ဒေါ်လာဤစမန်နှင့်ဒါဝကျွန်ဝါလာတို့သည်တဆယ်ကကြီစီဝါရေးသမားများဖြစ်သည်ဒါဝကျွန်ဝါလာသည် အသက်60ကျော်ကမှဤတစိန်တွင်ထောင်ထဲဝင်လာသူဖြစ်သည့်သုံးနိုင်တွင်ရှိသောဝီယဲချွန်းသည် နိုင်ငံရေးလှုပ်ရှားမှုတွင်နိုင်ငံသားငွေကင်ဆောင်မှုနှင့်ဆက်နွယ်သောဖန်စီချုံတော်ခံရသူဖြစ်သော၎င်းနှင့်အမှုတွေသူဒါဝတ်ဂျန်ဝါလာသည်နိုင်ငံရေးလှုပ်ရှားမှုကြောင့်ရာများနှင့်လွန်စွာဝီကွာနေသူဖြစ်သည့်တဆဲကကြီးနှင့်ထောင်ချရသည်ကိုလွန်စွာစိန်ညီ၍အချိန်နှင့်အမျှ ။အစ္စရာဘာသာဝင်တို့၏ဝိပုချိန်မှန်သည်များတွင်မပြတ်မကွက်ဝိပု၏ဘာသာတရားကိုင်းဆိုင်သူဖြစ်သည်။ဦးနေမေဒေါက်တာမောင်မောင်ကျော်။နေတိုက်တွင်ရှိကျောင်းသားအချို့စကားပြောနေသည်ကိုနားထောင်ရင်းဤကဘာကြီး၌ဤသို့သောចောင်းသားများရှားပါသည်ဟူသောစကားကိုဝင်ပြောခြင်းဖြစ်သည်ဒါဝပိုင်းကြီးနိုင်ငံရေးစိတ်ဝင်စားလာပြီလားဟူចောင်းသားကိုအောင်တင်က ဝင်ပြောလေသော အင်ရှာလာတကယ်စိတ်ဝင်စားတာပေါ့ဘူကျော်ဟောင်ဆန်းနဲ့အတူကြဆုံနေဥရဇက်ကိုသိလားဟာဒါဘုတ်ပိုင်းကလည်းသိတာပေါ့ဒါမြမပြေရဲ့အာဇာနီကောင်းဆောင်ပဲဟာ ဥရဇက်ရောရဲဘော်ကိုထွေရောကမော်ဇလင်းဆိုတာပြောမလို့လားဆံမှုကြောင့်သာကိုအောင်တင်ကပြောလေတော့အဲ့ဒီဥရဇက်ကအမျိုးဆက်ရင်တော်တယ်လေသခင်ပတောင်းရောသိလားဟာ ဒါဝကျမလာကြီးကလှုပ်ပြန်ပြီသခင်စီယုံနှင်းကသခင်ဘာသာကိုသိရပေါ့သခင်ဘာသာကတထောင်တညဘာသာပြန်စာအုပ်ကြီးကိုဘာသာပြန်တဲ့ဟာလူပေါင်းတဲ့မှာကိုရင်ထွေးကထားပြီးအော်ဤအမျိုးသားရေလှူရှာမှုများလုပ်ခဲ့သည့်ဒုဗမာစီယုံမသခင်ဘာသာတို့ကအစ္စလမ်ဘာသာဝင်ဖြစ်သည့်နှစ်တိုက်ထဲမှာရှောင်းနေတဲ့အရေးသက်ကဘုံမှုပါတော့ဇာယေးဆရာမောင်တော်ကကလည်းအစ္စလမ်ဘာသာပဲလေ ဒါဝေါ်ဂျန်ဝါလာပြော၍တဆက်တည်းအားလုံးကပူဝါပြီးပင်ဆင်ဆက်ကဒီမှာပဲမွေဒီမှာပဲကြီးဆိုတော့ဒီတိုင်းပြေကောင်းမှုအတွက် နိုင်ငံရေးကိုလည်းစိတ်ဝင်စားပါတယ်အင်စရာဘာသာမှာ အားလုံးကအလားရှင်မြဲရဲ့တာတော်ကြီးပါပဲမယုံကြည်ရင်လည်းဖရာတာတော်ပဲယုံကြည်မှုရှိလည်းဖရာတာတော်ပါပဲဟူသောစကားကိုကြားလေတော့တိတ်တိုက်ရှေခန်းတွင်ရှိတော့ဆရာတော်ဦးသူမင်္ဂလာက ဘာသာတိုင်းမှာတော့ကိုကျင့်တရားကအဓိကပဲမဟုတ်လားတကကြီးရဲ့ဖုံးကြီးတို့တိုက်ပွဲဝင်တဲ့ဒီမိုကရေစီဆိုတာကလည်းလွတ်လပ်စွာတိုက်ပွဲဝင်ဖို့ပါပဲလေဒီနိုင်ငံရေးအနှစ်သာရကိုတော့ဘယ်ဖြောက်လို့ရမလဲစကားအလွန်နေတော့ဆရာတော်ဦးသူမင်္ဂလာဤစကားတီကတိတိုက်အတွင်း၌ဘာသာချမထားမြန်မာတော်နိုင်ငံရေးကိုဦးတည်ကျင်းနေရှိသူနေသည့်တိတိုက်မှာ တဆယ်ကားကြီးအကျဉ်းသားများအားလုံးတို့ဤရင်တွင်ကြည်နူးချက်များဝင်သွားသည်ကဲဆက်ပါဦးနေမင်းမက်စလာ18ရက်နေ့အကြောင်းဦးနေမင်းကမက်စလာ18ရက်နေ့အကြောင်းပြောသေးက1988ခုနှစ်မက်စလာ18ရက်နေ့ကထုတ်ပြန်တဲ့အမိန့်ကြော်ညာစာ45မြင်းဆောင်88အပိုင်း3 88မှာအပိုင်း3ပိုင်းပါနေတာတွေ့ရတယ် ပထမပိုင်းကစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တာဒုတိယပိုင်းကစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့လုံဆောင်ရမယ့်တာဝန်တွေတတိယပိုင်းကစစ်ဆေးရေးအဖွဲ့ရဲ့တင်ပြချက်နဲ့အကြံပြုချက်ကိုတင်ပြဖို့အတွက်ဟူအစားချီက1988ခုနှစ်မတ်လ18ရက်နေ့အမိန်ကျော်ညာစာ55မြင်းဆောင်88တွင် ရန်ကုန်စစ်မှုတပ်ကတူတွင်မက်စတာ73ရမအဖြစ်ပြောင်းများသည်ရန်ကုန်တပ်ကတူပင်မာသူကုဆက်ရောက်ရှိသွားကတရာနီရန်ကုန်တပ်ကတူလိုင်းနေမြေသူကုဆက်သွားပြီးလုံခြုံရေးတပ်ဖွဲ့လုံတိန်တို့နှင့်ကျောင်းသူကျောင်းသားတို့ဖြစ်ပေါ်လာသောပြဿနာကိုစုံစမ်းရန်ကော်မရှင်ကိုဖွဲ့ခြင်းဖြစ်သည်ကော်မရှင်ဩဂရာအဖြစ်ဥပမောပြည်သူတရားသူကြီးအဖွဲ့ဝင် အဖွဲ့ဝင်များအဖြစ်ဦးလာတင်ပြည်သူဥပဒေကျူးဆောင်ဖွဲ့ဒေါက်တာမောင်ရှိန်ပြည်သူလုံငန်းစစ်စေးအဖွဲ့ဝင်ဟူဖွဲ့စည်း၏ဟာကုဖုံးမော်ကိစ္စကိုဥပမော်ကစုံစမ်းရေးဥက္ကဋ္ဌအဖြစ်လုပ်တယ်ဆိုတော့ဒီကိစ္စကနာမည်တွေကအဲ့ဒဲ့ကြီးဓာတူကူဓာတူချင်းသက်အသေးရတယ်ဆိုတဲ့ပေရင်နီးနဲ့သုံးတာလားပြဒနာအေးတော့အောင် တခါလေးလုပ်တာလားကဲရှင်းစမ်းမအောင်ကိုစားကြည့် ဘေးရင်ပညာကိုအတော်အတန်တီမီခေါမီသောစကိုင်းနောင်ယူဥဝင်းဥတင်ဝင်းကဝေရောက်ပြောသည်ဆန်စာနေဘူးကိုဆန်စာနေဘူးအပြေမတိုင်းမီဖြဲ့၍ရုပ်ရှင်မင်းသားကြီးအောင်လင်းကအဲ့ဒီမာဆာလာထဲမှာဘေးရင်တက်တက်သူတွေရှိရဲ့ဦးစိန်လင်းတွေ့ဖက်ကြီးလေးတမလာကြီးပေါ့သူကဘေးရင်ကိုတိတ်ယုံတာရန်ကင်းကဘေးရင်ဆရာကြီးဦးအောင်တို့ စူးလေကဘေဒင်ဆရာကြီးဦးနေလေဝေဒကဆရာမြိုင်သူနေမကင်းဘူးဘေဒင်ရရာတွေလုံးပါပဲပြောမရဘူးဒီလိုနာမည်သူလုံးလို့လဲဒီပြဒနာကြီးပေါ်လာပြီးဖုံမော်ကိစ္စကြီးထွားလာပြီးသေသူကိုဓာတ်သူနဲ့နံပြန်သွင်းပြီးအသက်ပြန်ဝင်လာတာပေါ့လူသားသိပြီးနာမည်ကပြန်ရှင်လာတယ်လို့ပေါ့ကဲဦးနေမင်းပြောပါဦးဆန်းစာနီဘူကစူလီတော့ဦးနေမင်းကဆက်၍ လူအများမခံကြည်မခံသားဖြစ်အောင်ထုတ်ပြန်ခဲ့သည့်သတင်းကိုဆက်လက်ပြောဆိုသည်မှာစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တင်ပြရမည်မှာရေခင်အတွင်းကျောင်းသားတအုပ်တနက်တရားဖြင့်သိဆုံးရခြင်းမှာမိသည့်တနက်ဖြင့်မိသူလက်ချက်ကြောင့်ဖြစ်သည်ကိုအချက်လက်များအမှန်ရရှိရန်စစ်ဆေး၍အစီရင်ခံစားကို19ရက်4လ88ရက်နေ့တွင် နိုင်ငံတော်ကောင်စီကိုတင်ပြရန်ဖြစ်သည် တကယ်သေးတာကတယောက်မှမကတာအားရင်းဒီမာရင်ကိုဖုံးမော်နဲ့ကိုစိုးနိုင်တရားနီမာကလည်းမနေစုံစမ်းစစ်ဆေးအဖွဲကအစမှတည်းမှားနေစားတာဗျ။เจ้าသားကောင်းဆောင်မင်းစီရိုက်အတန်ကိုကြားလေတော့ထောက်လဲရေးဘူးမူဘာများပြောမလို့လဲဟုเจ้าသားကောင်းဆောင်စေးတက်ကတော့เจ้าသားဒူကျော်လိုင်းကမင်းစီရအာဝင်နောက်ဤ1989ကာလများတွင် ထောင်တွင်နေထိုင်ကြသူများကအကြောင်းသားကောင်းဆောင်မင်းစီယာကိုဘုံမူဟုခေါ်ကြသည်ကျောင်းသားကောင်းဆောင်အစစ်မဟုတ်ထောက်လန်းရေးဘုံမူမှကျောင်းသားအရာဆောင်သောသူဟူ၍ပြောသောစကားအပေါ်ကျောင်းသားအတော်များများက လက်ခံ၍ဇေယကြီးကို သူလိုသူလိုပြောဆိုကြကုန်၏ဇေယကြီး၏လှုပ်ရှားမှုအပေါ်အချင်းချင်းနေရာလူကြသောကျောင်းသားအချို့ကတရင်လုံ၍ပြောဆိုကြခြင်းဖြစ်သည် စင်စစ်ကြောင်းသားကောင်းဆောင်မင်းစီရသည် ထောက်လန်ရေပူမှုမဟုတ်ချေမင်းစီရသည်လွန်စွာအောက်တက်ကြည်သူဖြစ်သည်ဘဝပေါင်းစုံကိုကျင်လည်ခဲ့သောကြောင်းသားကောင်းဆောင်ဖြစ်သည်ပြည်ရင်လက္ခဏာသမားပြီးပြီးမင်းစီရဤမွေးနေ့နှင့်ဘဝလမ်းကြောင်းတို့ကိုတစားတစားစုံစမ်းရမှသိရသည်မှာကြောင်းသားကောင်းဆောင်ကိုမင်းစီရသည်1958ခုနှစ်ဇွန်လ16ရက်တနင်္လာနေ့တွင်ဥပါယင်တော် ဒေါ်ချစ်ဖွားတို့မှဇေယျရီမျိုးတွေမွေးဖွားခဲ့သူဖြစ်သည့်ဝေချင်းရှီအောင်အနက်တတိယသားဖြစ်သည့်အောင်မြေဟူ၍၎င်းအောင်ပါဟူ၍၎င်းလူသိများသည့်မိဘများနှင့်အတူနေထိုင်ခဲ့သည့်1984တွင်ကိုယ်ရန်အောင်ပြေနောက်အကြောင်းမတက်တော့ဘဲမိဘများနဲ့အတူရာဘာချန်လုပ်ငန်းလုပ်ကိုင်းခဲ့ဤ1981ခု1981ခုနှစ်တွင်ဂျေရွာမှသူများက ဆရာအဖြစ်ခံထားသောကျောင်းဆရာအလုပ်ကို နာလို့ကြည်ရတွင်လုပ်ခဲ့သောတော်ရကျောင်းဆရာတဦးဖြစ်သည့်1982ခုရန်ကုန်သို့တက်ကအတော်ဖြစ်သူနေနေတိုင်းလဲအင်းစိန်အထက်ကနေတည်းဆယ်တန်းတက်ဤကျောင်းစာနှင့်ပြည့်နေရာအတော်တန်ကျူးစားကမှ1984ခုနှစ်တွင်ဆယ်တန်းအောင်ဤဆယ်တန်းအောင်လေးသောကိုမင်းစီရသည့်အ သက်26နှစ်သူရောက်ဤ1984တွင်ရန်ကုန်တက္ကသိုလ်ပင်မတွင်ဥပ္ပေပညာကိုသင်ယူဤ1988ခုနှစ်သူရောက်လေသော ဥပ္ပေပြင်စမားနှင့်ចောင်းသားဖြစ်လေပြီး ရွေသူចောင်းသားများထက်ဆယ်နှစ်ခန့်ပိုကြီးသော ကိုမင်းစီအသည်ចောင်းနေစဉ်ကာလအတွင်းအောက်ကျင်းဆယ်မြောင်းဌာနတွင်ညာဆောင်အပြစ်လက်ကចောင်းပေးရများတွင် ရန်ကုန်အင်းစိန်ရန်လိုက်48ကားတွင်ရန်နောက်လိုက်ကားစပယာအဖြစ်၎င်းလုံခြုံခဲ့သူဖြစ်သည်19ရက်3လ88တွင်စတင်ဖွဲ့စည်းသောတိုးတက်သော တက္ကသိုလ်ကျောင်းသားအဖွဲ့ဥက္ကဋ္ဌအဖြစ်၎င်း28ရက်9လ88တွင်ဖွဲ့စည်းခဲ့သောမြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရေစီလှုပ်ရှားမှုအစည်းအရုံးမာဂါတာ၌ဥက္ကဋ္ဌအဖြစ်၎င်းတာဝန်ယူခဲ့သည်29ရက်6လ88ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားသမဂမကတာဝေစီယာနိုင်ဥက္ကဋ္ဌအဖြစ်၎င်း3ရက်10လ80ရက်နေ့တွင်မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများတမကပြန်လည်ဖွဲ့စည်းရေးကော်မတီမာကာတာဖာဖွဲ့စည်းရနိုင်၎င်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်1988ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်ခန့်ကဗမာလူမျိုးရေးတပ်မတော် Burma Liberation Army ရေအအဖွဲဖွဲစီရာတွင်ခေါင်းဆောင်အပြေပါဝင်ခဲ့သည့်ယခု1989ခုနှစ်တွင်ကအင်းစိန်ထောင်တိုင်နံပါတ်1အခန်း3တွင်30ကကြီအကျဉ်းသားဘဝနှင့်ထောင်နှန်းဆန်နေသူဖြစ်သည့်ရှင်နေပြီးပြီးဟိုပြောဒီပြောနှင့်တကယ်ရှိတာကိုကိုစီရာရဲ့ဥနေမင်းဆက်ပါအောင် နောက်ဆုံးအပိုင်း၃ကဒီကိစ္စကိုစုံစမ်းစစ်ဆေးပေးပြီးသုံးသပ်ချက်အကြံပြုချက်နဲ့နောင်နောင်ဒီလိုမဖြစ်ဖို့ပေါ့ဒါကိုနိုင်ငံတော်ကောင်စီကို တင်ပြဖို့ပါဘယ်သူဖြစ်တဲ့တနတ်နဲ့ဖြစ်တဲ့ဆိုတာကိုပြောဖို့ဆိုတော့လူတွေကဒေါသဖြစ်တာပေါ့သူတို့ပြစ်ပြီးဘယ်သူတနတ်နဲ့ဘယ်သူတနတ်နဲ့ဖြစ်တယ်ဆိုတော့ အင်ယာကန်မှာတက်ခဲတာတွေ1988မက်စလာ18မှာမြို့ထဲမှာပြစ်ခဲတာတွေညရေယိုးဘုံတွေလက်ခွဲဦးနေမင်းစကားမဆုံးခင်ပုံစံထိုင်မယ်ဟူသောအတန်ကူအတန်ကြီးကိုကြားလိုက်ရသည်ဘနေအချင်းခါမဟုတ်ရံမျိုးသိဤအတန်တက်တဲ့ကိုကြားရ၏အားလုံးထိုင်ထားမယ်ရှာဖွေရင်းဝင်မယ်ဆိုသောတမူဦးဆန်ရ၏အတန်ကိုကြားရ၏ထောင်မူဦးဆန်ရသည် ်ပိန်ပိန်ရှင်ရှင်နှင့် လူကြီးကြိုက်မင်းကြိုက်ထောင်ကြများနှင့်လားလားမှမထိုက်တော်သူဖြစ်သည့်ဦးဆန်ရအားဦးဆန်ရေဟုခေါ်ကြသည် မောင်ရေဟု၎င်းဗန္ဓုလာဟု၍၎င်းအမည်တညာပေးထားသည် တိုက်တစ်ခုလုံးတွင် ပုံစံထိုင်၍ငြိမ်းချနေသည် ထောင်တွင်တလားစီသည်ဟူသောစကားရှိသည်တလားစီသည်ဆိုသည်ကအချင်းသားတယောက်လုံးကရင်မစအုံမကြမ်းဆန်ကြဆန်ကြဆန်ကြအစုံ အခန်းတွင်းပြင်အိုကေမေလာခွဲပြာအိပ်ပါမကျန်ရှိသမျှပြစ်စီလန်လောခြင်းကိုထုခိထုစကားအရာတလားစီသည်ဟုဆိုသည် ရှာဖွေရေးဝင်သည်ဟုလည်းဆိုသည် သုံးတိုင်းနဲ့တတိုင်းမှာစာတွေဘောပင်တွေစာရွက်တွေတွေ့တဲ့ဆိုပြီးတရင်ရတယ်တခန်းချင်း ရှာဖွေရေးဝင်မယ်ဦးဆန်ရကဘောအောင်နေဘိုင်စကော့ထဲမှာပလေးကိုပါချစ်လာဟိုရစ်ဒီရစ်ကိုကိုချစ်လုံးနေဤ ခါထား၍တဖုံလက်ပ၍တနီလက်ညူငေါငေါထိုး၍တသက်တခန့်ချင်းရှိဝါရာများကိုဆောင်းရှောက်စေ၍အဖွဲလိုက်တခန့်ချင်းစီကိုဖွင့်ကတလားစီလီတော့တည်း1989ထိုကာလတွင်တဆဲကကြီးနိုင်ငံရေးအကျဉ်းသားတို့သည်စာဖတ်ခွင့်မရှိ၊စာရေးခွင့်မရှိ၊စာရွက်စာတမ်းတစ်စုံတရာတွေ့ရှိကအပြစ်ပေးခံရမည်၊တိုက်ပိတ်ခြင်း၊မိလာပိတ်ခြင်း ရေချိုးပိတ်ခြင်းထာဝန်စာပိတ်ခြင်းမှသည်ကံပိုင်းနှင့်ရိုင်နှက်ကစစ်ခွေတိုက်သူပင်ပို့ခြင်းထိဖြစ်သည့်ခြေချင်းခက်ဒေါက်ဒေါက်ခက်ခြင်းထိခြေချင်းခက်ဒေါက်ခက်ခြင်းအထိအပြည့်ပေးသည့်ထောင်အဆောင်ဝါလာတို့သည်ထုတ်တချောင်းစီကံရသည် တပေခွဲခန်းရှိသောညင်လုံးများဖြစ်သည့်ထောင်တန်တိုင်းများကိုတကြောင်ကြောင်တကြစ်ကြစ်ရိုက်ခြင်းတော်တို့ကိုလောက်ခခြင်းနှင့် ထောင်ချတို့အားပြောင်းကနေပြင်းကနေရိုက်စေ၏ပရောင်မအင်းသားအထီးတစ်မာများနေပြုလုပ်ထားကြသည်တစ်သားဝရင်တုံနေရိုက်ကအသားကွဲပေါက်ပြဲသည်ဖြစ်ပြာနောက်ပိုင်းတွင်ဂံပိုက်ကိုတုံး၏ဂံပိုက်ဆိုသည်မှာ ကျိန်လုံးကိုအတွင်တွင်ထဲရရောပါလုံးအုပ်ထားခြင်းဖြစ်သည်ရှိုင်းမီကမပေါမပြဲပဲအညူအမဲဆဲယုံသားရှိ၏အတွင်ကြည်ကြည်ဤရခေဝရင်တုံနှင့်ရှိုင်းကတန်ရပေါ်မည်ဆို၏ခေါင်းပိုက်ကိုရှောင်ဤယခုကံပိုင်းနေက နေရာမရှောင်တကူလုံးရှိုင်းဤဦးဆိုင်ရဤတလားစီချင်းကကြံလာဤတခန်းဝေတခန်းတွဲအမွေနောက်ရှာဤတိုက်တိုင်တော်ကြ ဘာလာပုတ်ကိုကြောက်သေးကဟော်လူမန်ဒီလူမန်နဲ့ဟေးလိုက်ဟောက်လိုက်အခန်းထဲကတူချင်းကိုဆွဲထုံနေ၏ရှာပါစရာရဲ့ကျင်းနဲ့အောင်ရှာပါခဲရွရွဦးအောင်မင်းကအင်ကြီးကိုချွတ်ကဘာစစ်မဂျူးများအလားရှိသည်များအကုန်ချွေ၍လန်တလာပြ၏အားလုံးကပြုံစီစီကြကြကုန်၏လက်ထဲတွင်လော်ဒါအုပ်ပါကအိန္ဒိယမှာဂျိမ်းဘာသာဝန်တက္ကသိုလ်နှင့်ပင်တူနေ၏ အခြားခဲရွရွစကိုင်းနောင်ယူဦးတင်ဝင်းကလည်းဥရောပတိုက်သားများနေပူစာလုံးသည့်အလားပဝါမကူသိရွက်မကူရှာရှင်အားရှာဟူသောသဘောနှင့်ဥဆန်ရရှေရောက်လာပြန်သည်အဘမန်းကလည်းဤသို့ပင်ဆောင်ရွက်ပြန်သည်ဥဆန်ရနဘေးတွင်ချင်းဘာသာဝန်ဒိဋ္ဌိကြီးများအလားခွေရန်၍ပကံခိအရေးကြီးများအလားကိုဟန်ပြလေသောဥဆန်ရသည်မခံနိုင် ရပါတယ်ရပါတယ်ဝင်ပါတော့ဟူပြောကဝင်ခိုင်းဤဒီမှာတွေ့ပြီဆရာဘောပင်တခြားအခန်းတွင်မှမဟုတ်ပဲရှေ့ရှေ့အဝတ်လမ်းတည်နေရလူသွားလမ်းလမ်းတွင်ဘောပင်တခြားတွေ့ဤရခင်ကာလကဘောကြားဟုခေါ်သည်ဘောပင်ဖြစ်ဤအဖုံမပါဘောပင်ကိုကင်ဆောင်ခြင်းသည် ထောင်ထဲ၌အလွန်ကြီးမားသောပြမှုကြီးဖြစ်သည် စာရေးဆရာစာရေးအဆက်အသွယ်ပြုရာတွင် ဘန္နာရဲ့ပေါ်တွင်တန်ချောင်းနှင့်ရည်ဤ၎င်းဘန္နာရွက်သည်၆ွေသောအခါမိလာသုံးသောအိမ်သာသောဒိုင်လက်ဖေဘာဖြစ်သုံး၍လက်လက်စာဖြောက်သည်ထောင်တွင်အိမ်သာဆက်ကူမသုံးရဒုဒုဒုက္ခနောင်းသုံး၍ရာသည် ကိစ္စပြီကဘန္နာရွက်နှင့်သုံးသည် သူသည်မဟုတ်အဝတ်ထူထူသုံး၍ထိုဝေကိုစေပြေယုံသာဖြစ်သည် မတ်ဆရာစာများကို ပလတ်စတစ်ပေါ်တွင်တန်နှင့်တန်ချွန်းနှင့်ရေ၍လိတ်သိမ်းကြသည် နိုင်ငံရေးစာရဲစာလမ်းများဝေသောခါတွင် စာကူသည့်ဖျောင်းစကူပေါ်တွင်ကညင်းနှင့်ရေတကယ်သူပလတ်စတစ်ပေါ်တွင်တန်ချွန်နှင့်ရေချင်းဖြစ်သည်မေလာခွဲအတွင် အောက်ခံအဖြစ်ခင်း၍အပေါ်တွင်ကျွတ်ကျဲအိတ်တစ်ထက်ခင်း၍ပြာပုံထားသောပြာပုံထားသောတော်ယုံတန်ယုံ ဒိုပလတ်စတစ်အိတ်တို့ကိုရှာမတွေ့နိုင်တော့ပေသုံးဆွဲသောမိချစ်တို့ကတရေခွေးနှင့်ပဲ၍အိတ်ခွေရာပြူ၏ထောင်စကားအိတ်ခွေရာပြူသည်ဟူသောစကားသည်ကကက်ပဲအိတ်တွင်ဤကက်ပဲအိတ်တွင်တရေခွေးနှင့်ချီ၍ကက်ပဲအိတ်နှင့်ပေါင်းနှလုံးကြားဝတ်ထားခြင်းဖြစ်သည်လမ်းလျှောက်ပြ၍လဲရသည်ဤသို့အရေးကြီးအရေးကြီးများဂျိန်ပါတော တက္ကသိုလ်များတပွဲမွေးကင်းစားကလေးများအလားတရှိနေသည့်အနီးပင်ခါတွင် မချီသောဘေဘီတဆယ်ကကြီးများသည်ဘေဘီတဆယ်ကကြီးများသည်အိတ်ကွေရာတွင်မိချစ်လုံးကိုဝတ်ထားမိမှမလွဲဖြစ်သည်ဟာနီယာဟုခေါ်သောကက်ပဲအိတ်အောက်တွင်ကက်ပဲအိတ်အောက်တွင်ကြနေသောဆရာခဆရာမင်းသိန်းခါသည်အိတ်ကွေရာ၌မိချစ်သုံးလေးလုံးပင်ထားနိုင်သည် ကဲအားလုံးအခမ်းအနားပြောင်းဝင်ကြပါဘောပင်တွေ့ပြီဒါဘသူဟာလဲဖြေပါအောင်ပွဲရာစစ်သူကြီးအလားဘောကြားကိုကိုင်းကအခမ်းရှိခေါတုံခေါင်းပြန်လျှောက်ကဘသူဟာလဲဟူမေးဤဆရာအပြင်မှာတွေ့တော့ဆရာတို့တွေကယူလာပြီး ထောင်ဖန်းတာရောမဖြစ်နိုင်ဘူးလားဟူမင်းဆရာကမေးဤဥဆန်ရမျက်နာမဲကနေပြတ်သွားဤဒီမှာကျုပ်တို့ကအတိုင်းပြေအတွက်လောက်တာလုံချုံရေးအတွက်လောက်ရတာထောင်ဖန်းတာလုံးဝမဟုတ်ဘူး ရှမ်းမျိုးသိန်းကဆရာတို့ထဲကထွက်ကြတာရောမဖြစ်နိုင်ဘူးလားဟုမေးပြန်၏အချိန်နေသည်တင်းမာလိုက်တတိုင်းမှလူများသည်လဲခေသူမဟုတ်ကြပညာတတ်အကြောင်းသားလူငယ်များဖြစ်သည်ဘသူဟာမှမဟုတ်ဘူးဆိုရင်ခမားတို့တတိုင်းလုံးကို အပြစ်ကောင်းကောင်းပေးရမယ်ဟုဆိုတော့ဆရာတို့မှအာနာရှိရပဲလှုပ်ချင်တာလှုပ်လို့ရတယ်ဟုအောင်တင်ကဆိုလေတော့ဥဆိုင်ရမျက်နာနေမြန်းသည်ထက်နေမြန်းလာ၏အချင်းသား ထောင်ထောင်သားများမဆူထားပြီးဝါလာများကပင် မော်မကြည့်ရသောထောင်မှုအားပြန်ပြောကြခြင်းဖြစ်သည်ဆရာအဲ့ဒါကျွန်တော်ပေါ်ပင်ပါဒါဝေါ်ဂျန်ဝါလာအတန်ထွက်လာ၏စင်စစ်ဒီပေါ်ပင်သည် နိုင်ငံရေးသမားများဝါ၍တုံးကြသောပေါ်ပင်ဖြစ်၏စီဝါရေးကျင်းသာတဆယ်ကကြီးဒါဝေါ်ဂျန်ဝါလာအိပေါ်ပင်မဟုတ် မင်းဒါကိုပဲကရရတယ်လေကောက်ရတာပါဆရာ ဒါဝဂျင်ဝါလာကဖြေတော့ဥဆန်ရခက်ပြုံပြုံဖြစ်သွားသည်ဂျေနတ်ဆရာအဖြေမဟုတ်လင်းကစားအဖြေတစ်ခုရသွားသည်ကဲဟုဥဆန်ရစကားမဆုံးခင်ဒါဝဂျင်ဝါလာကကျွန်တော်မှအပြေရှိပါတယ်ဆရာကျွန်တော်ကိုရေချိုးပေးပါရေခွနဲ့ရမချိုးလဲရပါတယ်ဟုဆို၏ကဲအားလုံးကြတယ်နော်ဒါဝဂျင်ဝါလာကိုရေချိုးပေးမယ်နောက်ဒါမျိုးလုံးဝမလုံနဲ့ဟုတ်ကဲ့မလုံပါဘူး တိုင်းမသူအားလုံးစိတ်မကောင်းဖြစ်ကြကုန်၏။ဦးဆန်းရသည်ကခက်ပြုံပြုံနဲ့ထွက်သွားတော့သည်။ဘုံကျုံကမိချစ်များပြန်လာပေ၏။ဝါရာကိုကျုံသည် ထောင်ကျများဘက်မှအမဲရက်တီ၏။အခန်းတွင်မှဆွဲထုတ်တောင်နှင့်ပလတ်စတစ်သိမ်းမိချစ်သိမ်း၎င်း၏ဘာမီအိတ်ထဲထည့်ပြီးကမှထောင်မှုရှိသောအကျဉ်းသားများကိုပို့ပေးသည်မပြောမဆိုနဲ့ရောက်လာလို့ဘောပင်မသိမ်းလိုက်ရဘူးနားလိုက်တာ ရန်ကြီးမင်းတိတ်ပေါ့တာပဲရေးပြည့်ရင်လုံးလုံးချုံချုံမသိမ့်ဘူးရံမျိုးသိမ့်အားတိုးကြော်လိုင်းကပြော၏ဟူတာဝတ်ကြီးများ ရေချိုးခွနဲ့ရဲ့ပိတ်ရတယ်လို့ဟာတတိုင်းလုံးမှာဝိုင်းဝန်းရီမောကြ၏စင်စစ်ဦးတာဝတ်သည်ဆယ်ရက်မှရေတကားချိုးသူဖြစ်သည့်ဤเจ้าရာကိုမသိသောဦးဆန်ရကရေချိုးခွနဲ့ရဲ့ပိတ်ခြင်းအားသဘောတွေ့ကြလေ၏ဦးတာဝတ်ကြီးဘာဖြစ်လို့ကို ကိုဟာမဟုတ်ဘဲဝန်ခံရတာလေဒီတိုက်မှာရှိရလူတွေကစိတ်ကောင်းရှိရလေဒေါ်နေရာကြီးမှာဒီလိုလူမျိုးတွေရှားတယ်ဆိုတော့အကယ်ရတာပေါ့နိုင်ငံရေးလှုပ်တဲ့သူတွေကကုညီရမှာက30ကကြီးစီဝါရေးတမတရားရဲ့တာဝန်ပဲမဟုတ်လားချမ်းမြေမေတ္တာတုံ့ပြန်မာတိစံစားနေဖို့ရှစ်ဆယ်ရှစ်ကိုပြတ်တန်းခြင်းစာအုပ်ထဲမှာ ပဟန်တာဝီဦးဝင်းတင်ရေးထားတဲ့နိုင်ငံရေးအလွန်ဆောင်ပါနဲ့ဆရာဆန်းစာနေဖို့ရေးထားတဲ့ဒေါ်နရာကြီးမှဆောင်ပါနှစ်ပုဒ်ကိုဖတ်ပြပေးခဲ့ရပါဖြစ်ပါရခင်ဗျာဆိုနေဖတ်ပြနေတဲ့88ကိုဖြတ်တန်းခြင်းစာအုပ်ကတော့တော်လုံးဖတ်လို့ပြီးသွားပြီပေါ့နော်နောက်စာအုပ်လေးတုံးနဲ့ပြန်တွေ့ကြပါမယ်ခင်ဗျာအဆုံးထိလာရောက်နှာစင်ပေးခဲ့ကြတဲ့တုံးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ